အားလုံးပဲမင်္ဂလာပါ။ Tintish Online Learning ကနေကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်တို့ဆွေးနွေးတော့မယ့်အကြောင်းအရာကတော့ဝယ်ယူခြင်းနဲ့ပစ္စည်းစီမံခြင်းရဲ့တကယ်ကွာခြားချက်ကဘာတွေလဲ။လုပ်ငန်းတွေမှာငွေကြေးတောင်းဆမှုနဲ့ပတ်သက်ပြီးစကားလုံးတစ်ခုကိုလူတွေကအများကြီးရောထွေးနေတကြတယ်။ဝယ်ယူခြင်းနဲ့ပစ္စည်းစီမံခြင်းသင်ရောသူတို့ကိုတစ်ခုတည်းလို့ထင်နေလား။လုံးဝမဟုတ်ပါဘူး။ဝယ်ယူခြင်းပါချစ်စင်းဆိုတာရိုးရှင်းပါတယ်။ ကဟာအယောင်းဝဲ transition တက်တက်ပါ။ဘာပြက်လို့ဘာလို့လို့လိုအပ်တာကိုခုချက်ချင်းငွေနဲ့လဲလိုက်ခြင်းမဖြစ်တဲ့ဈေးနှုန်းကိုပဲကြည့်တယ်။အမြန်ဆုံးရရှိဖို့ကိုအာရုံစိုက်တယ်။ဖြစ်စီစီမံခြင်း procurement ကတော့လုပ်ငန်းရဲ့အနာဂတ်ပါ။ဒါဟာမဟာဗျူဟာ strategy ဖြစ်တယ်။ဘရုစီယာနေဝယ်ရင်နောက်၅နှစ်ကြာတဲ့အထိအကောင်းဆုံးတန်ဖိုးရမယ်။ဖြစ်စီပေးတွင်းတူနဲ့ဘလို့ဆက်ဆံရေးထားပြီးအန်ဒီယေကိုဘလို့ချော့ချရမလဲ။ကားရီတူတင်စီမံတာဖြစ်ပါတယ်။ ိန်ချင်းကမိတက်တာလိုပဲချက်ချင်းတုံ့ပြန်တယ်။ပြစ်စီစီမံချင်းကတော့စစ်မြေပြင်ကိုကြိုတင်ပြီးစီစဉ်တာလိုကြိုတင်ပြင်ဆင်ရတယ်။ဖာချင်းစင်းကတော့ဒီနေ့အကောင်းဆုံးစင်းလုံးကိုရှာတယ်။ပရိုကူအမန်ကတော့ရေရှည်အကောင်းဆုံးရလက်နဲ့တည်ငြိမ်မှုကိုဖန်တီးပေးတယ်။ဒါကြောင့်လို့မှတ်ထားပါဝယ်ယူခြင်းဖာချင်းစင်းဆိုတာပြစ်စီစီမံချင်းပရိုကူအမန်ဆိုရဲ့ လုပ်ငန်းစဉ်ကြီးကြီးအောက်တဲကတင်းငယ်နဲ့လုပ်ရတဲ့ခုများတာဖြစ်ပါတယ်။တင်ဟာစီးပွားရေးလုပ်ငန်းတစ်ခုကိုစီမံနေတယ်ဆိုရင်ဈေးနှုန်းထက်တန်ဖိုးကိုပိုကြီးတတ်တဲ့မဟာဗျူဟာများဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ဖို့ဒီကွာခြားချက်တွေကိုတည်ချနားလည်ထားဖို့လိုပါတယ်။ချစ်စင်းတဲ့ပရိုကူအမန့်ရဲ့အဓိကကွာခြားချက်ကိုနားလည်သွားပြီလို့ ယုံကြည်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်